မင်္ဂလာညချမ်းပါရှင်စက်တမ30ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားတဲ့ထုတ်လင့်တင်ဆက်ပေးသွားတော့မှာပါဒီနေ့ညပိုင်းသတင်းတွေမှာတော့တရုတ်နိုင်ငံမှာဖမ်းဆီးထားတဲ့ကိုကန့်ညီမိသားစုအပါအဝင် အဖွဲ့ဝင်16ဦးကိုတရုတ်တရားရုံးကသေဒဏ်ချမှတ်ခဲ့တဲ့တဲ့ပြည်ဦးလင်မြို့နယ်ရှစ်ထက်ရေတကွန်တောင်မှာရေကစားစဉ်တောင်ကြားရေကြောင့်ရုရှားနိုင်ငံသားအပါအဝင်5ဦးရေစီးနဲ့မျောပါခဲ့ပြီးနှစ်ဦးကိုသေဆုံးလျက်တွေ့ရှိကပျောက်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေတယ်ဆိုတဲ့တဲ့ ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလူသားတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်ကိုနေဆက်စစ်ဆေးရေးဂိတ်မှာစစ်ဆေးဖို့တားဆီးစဉ်ရက်မပေးဘဲထွက်ပြေးစဉ်မှာအဲ့ဒီကတိမ်းမောက်ခဲ့တဲ့တဲ့အကျင့်ပြတ်ခြားဆောင်မှုဆွဲချက်တွေနဲ့တရုတ်စံပြိုရေးဝင်ကြီးဟောင်းတင်ရန်ချမှတ်ခံခဲ့ရတဲ့တဲ့နဲ့ဘာစီလိုနာတိုက်စင်မိုးလီဝန်ဒေါစကီကစားသမားဘဝ3900ပြည့်မြောက်ခဲ့တဲ့တဲ့အစရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမှာပါ ဦးဆောင်တဲ့ဒီပုံအနေနဲ့တရုတ်နိုင်ငံမှာဖမ်းဆီးထားတဲ့ကိုကန့်မြေမီသားစုအပါအဝင်အဖွဲ့ဝင်၁၆ဦးကိုတရုတ်တရားရုံးကတည်နှံချမှတ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တရုတ်နယ်စပ်မှာရှိတဲ့မြန်မာနိုင်ငံကိုကန့်ဒေသမှာအွန်လိုင်းနေလည်ရေးစင်တာတွေကိုထူထောင်ထားပြီးရာဇဝတ်မှုတွေကျွန်းလွန်တဲ့မြေမီသားစုအပါအဝင်ဂိုင်းအဖွဲ့ဝင်၁၆ဦးကိုစက်တဘာ၂၉ရက်မှာတရုတ်တရားရုံးကတည်နှံချမှတ်ခဲ့ပါတယ်။ ဒီလိုတင်ရန်ချမှတ်ခံရသူတွေက9ဦးကို2နှစ်ပြစ်ဒဏ်ရွှေ့ဆိုင်းပေးခဲ့ပြီးနောက်ထပ်တန်ရရှိသူ23ဦးကိုထောင်ဒဏ်5နှစ်ကနေတသက်တကြုံအထိပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။မြေမီသားစုစီမံခန့်ခွဲနေတဲ့ရာဇဝဲအဖွဲ့အစည်းဟာ2015ခုနှစ်ကစပဲစိုက်ပါလိမ်လည်မှုမူရစ်စေဝါမှောက်ခိုးမှုပြစ်ဒစာဖြစ်စီယုံမှုလောင်ကစားယုံတွေဖွင့်မှုတခြားရာဇဝဲမှုကျွလွန်နာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့တရုတ်တရားရုံးကစက်တဘာ29ရက်ကပြောကြားခဲ့ပါတယ်။ ကိုကန့်မြည်မိသားစုဟာကိုကန့်ဒေတာမှာကြားဖြန့်လောက်ကိုင်းတဲ့ခြံဝင်းအများပြားကိုထူထောင်ဖို့လက်နက်ကင်တပ်ဖွဲ့ကိုအားကိုးခဲ့တယ်လို့တရားရုံးကထုတ်ပြန်ခဲ့ပါတယ်။ကိုကန့်အဖွဲ့ဟာအဖွဲ့ကထွက်ပြေးဖို့ကြိုးစားသူဒါမှမဟုတ်စီမံခန့်ခွဲမှုကိုမလိုက်နာသူ၁၀ဦးအပောင်ဝင်၁၄ဦးကိုတပ်ဖြတ်ခဲ့တယ်လို့တရားရုံးကပြောပါတယ်။ကြားဖြန့်ခြံဝင်းတို့ကလူတွေကိုတရုတ်ကိုလွှဲပြောင်းပေးတာကိုတားဆီးဖို့အဲ့ဒီလူတွေကိုပြစ်ခတ်ခဲ့တဲ့ 2023ခုနှစ်အောက်တိုဘာလကဖြစ်ရက်ကိုလည်းတရားရုံးကဖော်ပြခဲ့ပါတယ်။ကိုကန့်အဖွဲ့ရဲ့စစ်စင်ရေးတွေကငွေကြေးထောက်ပံ့သူအများအပြားကိုဆွဲဆောင်ခဲ့ပြီးငွေကြေးထောက်ပံ့ပေးသူတွေကိုကိုကန့်အဖွဲ့ကလက်နက်နဲ့အကာအကွယ်ပေးခဲ့ပြီးရွှေငွေ10ဘီလီယံကျော်အမေရိကန်ဒေါ်လာ1.5ဘီလီယံပောင်ဝင်ပေးသက်ခဲ့တယ်လို့တရားရုံးကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့နေဆက်ဒေသမှာရှိတဲ့နေရာတချို့မှာကြားဖြန့်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ခြံဝင်းတွေပေါများလျက်ရှိပြီးအဲ့ဒီခြံဝင်းတွေမှာနိုင်ငံသားတွေကိုခန့်အပ်ထားပြီးအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။နိုင်ငံသားတွေဟာလူမောင်ခိုကူးခံရသူတွေဖြစ်ပြီးတခြားသူတွေကအွန်လိုင်းမှာလိမ်မို့ခိုင်းစေခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီကြားဖြန့်လုပ်ငန်းတွေဟာဒေါ်လာဘီလီယံချီရရှိတဲ့တရားမဝင်လုပ်ငန်းဖြစ်လာပါတယ်။ ပြည်ဦးလင်မျိုးနဲ့ရှစ်ထက်ရေတကွန်တောင်မှာရေကစားစဉ်တောင်ကျရေကြောင့်ရုရှားနိုင်ငံသားအပါအဝင်9ဦးရေစီးနဲ့မျောပါခဲ့ပြီးနှစ်ဦးကိုသေဆုံးလျက်တွေ့ရှိကပျောက်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေရတဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါပြည်ဦးလင်မျိုးနဲ့ရှစ်ထက်ရေတကွန်တောင်မှာရေကစားနေစဉ်တောင်ကျရေကြောင့်ရုရှားနိုင်ငံသားအပါအဝင်9ဦးရေစီးနဲ့မျောပါခဲ့ပြီးနှစ်ဦးကိုသေဆုံးလျက်တွေ့ရှိကပျောက်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေရတဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ ပျောက်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေတယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။မန္တလေးတိုင်းဒေသကြီးပြင်းလွင်မြို့နယ်ဈေးပင်ကျေးရွာအုပ်စု အုံနှင်းရေအရှိကျေးရွာမှာရှိတဲ့ရှစ်ထက်ရေတံခွန်တောင်မှာစက်တမ29ရက်မောလွဲ3နိုင်ခွဲအချိန်မှာလူ14ဦးရေကစားချိန်9ဦးက3ထက်ရေတံခွန်စီပြုတ်ကျခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါဗျ ဒါကြောင့်ပသိမ်ကြီးမြို့နယ်မိသက်စခန်းကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာညနေ9နာရီအချိန်မှာပြုတ်ကျသူတွေကရုရှားနိုင်ငံသားတအုပ်ကို6ရောက်ကျူတန်ရာနဲ့အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီးအမျိုးသမီး2ဦးကိုသေဆုံးလျက်ရှောက်ဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ပျောက်ဆုံးနေသူတွေကိုဆက်လက်ရှောက်ဖွေနေကြောင်းရေတံခွန်ရဲ့အမြင့်ဆုံးအဆင့်မှာလာရောက်အပန်းဖြေတဲ့အဖွဲ့မှာ ကိုဝိုင်းချောင်းတခုမှာပညာသင်ကြားပေးနေတဲ့နိုင်ငံသားသားဆရာဆရာမတွေပါဝင်နေလို့စေတနာမော်လူမှုကူညီရေးအသင်းအုံချော့ရဲ့ထုတ်ပြန်မှုအရာသိရပါတယ်။ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလူသားတွေကိုတင်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးကို နေဆက်စစ်ဆေးရေးကိန်းမှာစစ်ဆေးဖို့တားဆီးစင်မှာရမပေးပဲထွက်ပြေးစင်မှာတိမ်းမောက်ခဲ့တယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလူသားတွေကိုတင်ဆောင်လာတဲ့မော်တော်ယာဉ်ကိုနေဆက်စစ်ဆေးရေးကိန်းမှာစစ်ဆေးဖို့တားဆီးစင် ရံမပေးဘဲထွက်ပြေးစင်မှာတိမ်မောက်ခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ကန်တနာဘူရီလိုင်စင်နံပါတ်ပြတက်တဲ့ဗန်မျိုးစောင်းမော်တော်ယာဉ်ဟာစက်တမ29ရက်မနက်အစောပိုင်းမှာကန်တနာဘူရီခရိုင်တုံမဖုံခရိုင်မှာ ထိုင်းအနာပိုင်းတွေကစစ်စေးရေးဂိတ်မှာစစ်စေးဖို့ရက်တန့်ခိုင်းစင်မှာရက်မပေးပဲအချိန်ပြင်းပြင်းနဲ့ထွက်ပြေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့လိုထွက်ပြေးရကိုထိုင်းတောင်ဝင်ရှိသူတွေကလိုက်လံဖမ်းဆီးခဲ့ကြောင်းအစိုးရမော်တော်ယာဉ်ဟာအချိန်မထိန်နိုင်ပဲတိမ်းမှောက်သွားခဲ့ကြောင်းကားပေါ်မှာမြန်မာရွှေပြောင်းလုံသား28ဦးလိုက်ပါလာခဲ့ကြောင်းသတင်းမှာဖော်ပြထားပါဗျ။ ထိုင်းအနာပိုင်းတွေကပိတ်ဆို့တားဆီးစဉ်အဆိုပါရွှေပြောင်းလုံသားတွေတင်ဆောင်လာတဲ့ယင်ဟာထွက်ပြေးခဲ့ရာဆလုံးအမျိုးအစားမော်တော်ယင်တစည်းကိုတိုက်မိမဲ့အခြေအနေဖြစ်ခဲ့ပြီးဆလုံးယင်ဟာလမ်းမေးကိုထိုးကျခဲ့ကြောင်းဆိုင်ငယ်တစည်းကိုတော့ရှောင်းတိန်နိုင်ခြင်းမရှိဘဲတိုက်မိခဲ့တယ်လို့သိရပါဗျ။ လူခုနှစ်ယောက်သာစီးနေနိုင်တဲ့ van အမျိုးအစားမော်တော်ယာဉ်မှာလူအများပြားတင်ဆောင်လာတာကြောင့်ဝင်ပိုတွေဖြစ်နေပြီးရေနှုတ်မြောင်းကိုကျော်လွန်ပြီးဘေးတဆောင်ဖြစ်သွားကြောင်းရေမောင်းသူဟာရင်အတွင်းကထွက်ပြေးသွားခဲ့ကြောင်းရေမောင်းမှာမြန်မာရွှေပြောင်းလုံသား28ခုပါပြီးအမျိုးသားစကုံးနဲ့အမျိုးသမီးကိုဦးဖြစ်ကြောင်း၎င်းတို့ကိုဘေးတဆောင်ဖြစ်နေတဲ့ရင်ရဲ့ပရင်ပေါက်တွေကနေတဆင့်အပြင်ကိုထုတ်ပေးခဲ့ရကြောင်းတေဆုံးသူနဲ့ထင်ရအပြင်ထန်ရရှိသူမရှိကြောင်းသတင်းမှာဖော်ပြထားပါတယ်။ စကံပြန်တွေကနေတဆင့်စစ်စေးမင်းမြတ်ရရွှေပြောင်းနေထိုင်သူတွေက၎င်းတို့ရဲ့မောင်ခွန်လမ်းကြောင်းကိုအသေးစိတ်ပြောကြားခဲ့ကြောင်းစံခလာဘူရီခရိုင်နယ်စပ်တလျှောက်တောလန်းကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဖျက်ချောင်းဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်အစောမှာလုံသားတွေဟာစမတ်စခေါ်ချွန်မိုရီစတဲ့ပြည်နယ်တွေမှာအလုတ်သွားလုပ်ဖို့ထွက်လာတာဖြစ်ကြောင်း ပွဲစားတွေကိုတအူးကိုဘတ်18000ကနေဘတ်2000ကြားပေးဖို့သဘောတူခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။ထိုင်းအာဏာပိုင်တွေကတိမ်မောက်ခဲ့တဲ့ရင်ကိုတပ်တည်ခံအဖြစ်သိမ်းဆည်းထားပြီးဖမ်းဆီးရမိတဲ့မြန်မာရွှေပြောင်းလူသားတွေကိုထုံပါဖို့နေရာစခန်းကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။အကျင့်ပြတ်ခြားဆောင်မှုစွဲချက်တွေနဲ့တရုတ်စိုက်ပျိုးရေးဝန်ကြီးဟောင်းတည်ရန်ချမှတ်ခံခဲ့ရတယ်ဆိုတဲ့နိုင်ငံတကာသတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါတရုတ်စိုက်ပျိုးရေးဝန်ကြီးဟောင်းထျန်းယန်ကျန်ကို အကျင့်ပြတ်ခြာစားမှုစွဲချက်တွေအတွက်စက်တမ28ရက်မှာတည်ရန်ချမှတ်လိုက်ပြီးဖြစ်ပြီးနှစ်နှစ်ရွှေဆိုင်ခွင့်ပြုလိုက်တယ်လို့သိရပါတယ်ချန်ရန်ကျန်ဟာ2009ခုနှစ်ကနေ2024ခုနှစ်အတွင်းရွှေငွေ168သန်းကျော်တန်မိုးရှိတဲ့ငွေသားနဲ့ပစ္စည်းဥစ္စာတွေကိုလက်စားခဲ့တယ်လို့ကြီးမြင့်ပြင်းနယ်မှာရှိတဲ့ရုံတော်ကထုတ်ပြန်ခဲ့ပါတယ်။ရုံတော်စီရင်ချက်မှာလက်စားမှုတွေက တိုင်းပြည်နယ်လူတို့ရဲ့အကျိုးစီးပွားကိုများစွာထိခိုက်စေတဲ့အတွက်တည်ရန်ပေးဖို့လူကြောင်းထွက်ဆိုထားပြီးထျန်းရန်ကျန်းက၎င်းရဲ့အပြစ်တွေကိုဝန်ခံပြီးနောက်နာရပုံပြခဲ့တယ်လို့ဆိုပါတယ်။ထျန်းရန်ကျန်းဟာအရင်ကအနောက်မြောက်ပိုင်းကမ်းစုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှုအဖြစ်ကွန်ရှင်းကိုမိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ဒုတိယကွထအဖြစ်တာဝန်ယူခဲ့ပါတယ်။သူ့မတိုင်မီကာဝေးဝင်ကြီးဟောင်းတွေဖြစ်တဲ့လီရှန်ဖူနဲ့ခွေးဖုတ်ဟေရိုဟာလည်းအာဂနိလိုက်စားမှုနဲ့ဆင်းဆင်းအပြစ်ပေးခံခဲ့ရပါတယ်။လီရှန်ဖူက တာဝန်သက်တမ်း9လမှာရာထူးကနေဖယ်ရှားခံခဲ့ရပါတယ်။ဝေဖန်ရေးသမားတွေကတော့သမရရှိချင်းပင်ရဲ့အဂတိလိုက်စားမှုတပ်ဖြည့်ရေးစီမံချက်ကနိုင်ငံရေးပြန်ပတ်တွေကိုတုတ်တင်မဲ့အာဏာမျိုးလို့ရှုမြင်ကြပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ဘာစီလိုနာတိုက်စင်မိုလီဝန်ဒေါစကီကစားသမားဘဝသွင်းကုန်း900ပြည့်မြောက်ခဲ့တဲ့အကစားသတင်းကိုတင်ဆက်ပေးမှာပါ။ဘာစီလိုနာအသင်းတိုက်စင်မိုလီဝန်ဒေါစကီဟာတနင်္ဂနွေနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ဆိုစီဒက်စ်နဲ့ပွဲမှာတကူးသွင်းယူခဲ့တဲ့အတွက် ကစားသမားဘဝသွင်းကူး900ပြည့်မြောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပွဲမှာ Sociedad အသင်းကဦးဆောင်ကိုသွင်းယူခဲ့ပေမဲ့ Barcelona အသင်းက Conte, Lewandowski တို့ရဲ့သွင်းကူးတွေနဲ့ပြန်လည်အနိုင်ယူခဲ့တာဖြစ်ပြီး Mbappe ဆရာထိတ်ဆုံးနေရာကိုလည်းသိမ့်ပိုက်ရယူခဲ့ပါဗျ။ Lewandowski ဟာဒီရသည်မှာ Barcelona အသင်းအတွက်ပြိုင်ပွဲဆောင်၄ဂိုးမြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး Barcelona ကစားသမားဘဝသွင်းကိုပေါင်းကတော့105ဂိုးရှိသွားခဲ့ပါပြီ။ပိုလန်တိုက်စင်မှု Lewandowski ဟာ Prescott အသင်းအတွက်22ဂို လက်ရှ်ဘော့စ်နန်အသင်းအတွက်42ဂိုးတောမွန်အသင်းအတွက်103ဂိုးဘိုင်ယန်မြူးနစ်အသင်းအတွက်344ဂိုးဘာစီလိုနာအသင်းအတွက်105ဂိုးပိုလန်လူရေးစင်အသင်းအတွက်86ဂိုးသွင်းယူထားတာဖြစ်တယ်လို့သိရပါတယ်လီဝန်ဒေါစကီဟာအော်ရိုပါထိပ်တန်းလိ၅ခုမှာတတိယဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်လဲမှတ်တမ်းဝင်နေပြီးသူထက်သွင်းနိုင်သူကမက်ဆီနဲ့ဆီရိုနယ်ဒိုတို့ဖြစ်တယ်လို့သိရပါတယ်။စက်တဘာ30ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုတိုင်းရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ ကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။တာယာအေးချမ်းတဲ့ညချမ်းလေးဖြစ်ပါစေ။